တူလေးရဲ့တည်ဆုံမှုကြောင့်အခုဆိုရင်စိတ်တန်ရာရတဲ့အထိခံစားနေရတဲ့ဇင်ယောင်မောင်မောင်မင်္ဂလာပါပရိသတ်တို့ရဲ့ One Daily Channel ကနေကြိုဆိုလိုက်ပါတယ် Rider ဇင်ယောင်မောင်မောင်ကတော့တဘာဝဘေးရန်ရဲ့ဇူကြီးကြောင့်ခြေကွဲဝန်းနေနေရသလိုစိတ်တန်ရာတွေပါရနေပြီဖြစ်ပါတယ်ကိုရိုင်ကငလင်းချန်ကိုပြင်းပြင်းထန်ထန်မခံစားလိုက်ရပြီမင်းသူချစ်တဲ့မန္တလေးမြို့ကြီးအဖြစ်ကိုကြည်ပြီးခံစားနေရသလိုအဆိုးဆုံးကတော့သူဖြစ်သူရဲ့တည်ဆုံမှုကြောင့်ပါ မန္တလေးမြို့ကြီးကတော့အင်္ဂလန်တန်ကိုပြင်းထန်ခံစားခဲ့ရတဲ့မြို့တစ်မြို့ဆိုလည်းမမပါဘူးအရင်ကအရင်စီကားပြီးနေချင်းစရာကောင်းခဲ့တဲ့မြို့လေးကတဘာဝဘေးဆိုးကြီးကြောင့်နေချင်းညချင်းမြို့ပြက်ကြီးလိုမျိုးဖြစ်ခဲ့ရတာဖြစ်ပါတယ်အိမ်တွေပြုတ်ပြက်ခဲ့ရတယ်လို့အထင်ကြီးရနေရတွေဘုရားစီတီပချိုးတွေပြုတ်ပြက်ခဲ့တာကမြင်လို့တောင်မကောင်းပါဘူးရှင် အရာအလုံးပြက်စီးခဲ့ရတာမို့မန္တလေးမြို့ကြီးကမြို့ပြက်ကြီးလာလို့တောင်းထင်ရတဲ့အထီကိုခန်းစားခဲ့ရတာဖြစ်ပါတယ်။ဇေယောမမောင်ကတော့သူအရန်ချစ်တဲ့မြို့ကြီးရဲ့ပြက်စီးမှုတွေကြောင့်စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့အဆိုးဆုံးကတော့သူ့မိသားစုတွေရဲ့မမျှော်လင့်ထားတဲ့အခြေအနေကြောင့်ပဲဖြစ်ပါတယ်။ဇေယောမမောင်ကငလင်းလှုပ်ခတ်ခြင်းမှာအလုပ်ကိစ္စနဲ့အမြန်လာမပေါ်ရောက်နေခဲ့တာပါ။ ကိုရိုင်းကရန်ကုန်မှာနေတာမို့ငလင်တန်ကိုစစိုးဝမခံစားခဲ့ရပေမဲ့မန္တလေးမှာရှိတဲ့တူလေးရဲ့မိသားစုကြောင့်စိတ်ပူပန်ခဲ့ရတာဖြစ်ပါတယ်။ဇီယောမမောင်ရဲ့အမဖြစ်သူနဲ့တူဖြစ်သူဒေါက်တာကိုကိုချစ်တို့ကမန္တလေးမြို့က Sky Filler ကွန်တိုမှာနေထိုင်ကြတာဖြစ်ပါတယ်။ငလင်လှုပ်ခတ်မှုကြောင့်ပြပြက်ခဲ့ရတဲ့ Sky Filler ရဲ့ပျက်စီးဆုံးရှုံးမှုကတော့မသိသူမရှိလောက်အောင်ကိုပါပဲ။တရတရလိုင်းမော်တက်လာရင် Sky Filler အကြောင်းတွေပဲတက်လာသလိုအနုပညာရှင်အများစုရဲ့အမျိုးတွေက Sky Filler မှာနေထိုင်ကြတာကများပါတယ်။ Sky Filler ရဲ့ပျက်စီးမှုကတော့မန္တလေးမြို့မှာအကြီးမားဆုံးလို့ဆိုရမလို့ပါပဲရှင်။ ငလင်ဆောက်လုပ်ပြီးစက္ကန့်ပိုင်းအတွင်းမှာပဲတုံခေါမှုတွေဖုံဖုံနေတဲ့တူကွန်တိုတစ်ခုလုံးဒီပါမြေကြီးတဲ့ကိုကျုံဝင်သွားခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးဆုံးရှုံးမှုများတဲ့ Sky Villa မှာဇေယောမမောင်ရဲ့အမဖြစ်သူနဲ့တူလေးတို့ကနေထိုင်ခဲ့ကြတာပါ အမဖြစ်သူကဆက်တက်မှနေသလိုသူဖြစ်သူရဲ့မိသားစုကခုနှစ်ထပ်မှနေထိုင်ခဲ့ကြတာပါအချက်မြင့်မှနေထိုင်ကြတဲ့မိသားစုတွေကတော့ငလင်းလောက်ခတ်လာချိန်မှာအောက်ကိုစင်းပြေးကြပေမဲ့အကျော်ဖြစ်သူရောသူဖြစ်သူကပါတိုက်ပြိုပြီးတော့ပိတ်မိတဲ့အထဲပါသွားကြတာဖြစ်ပါတယ်အကျော်ဖြစ်သူကတော့မြေကြီးတို့ဂျုံဝင်တဲ့အထဲမှာပါတာကကံကောင်းမှုတစ်ခုလို့ဆိုရမှာပါမြေကြီးရအပေါ်ထဲမှာပိတ်မိနေတာမို့ကယ်ဆယ်ရေးတွေကကယ်တင်နိုင်ခဲ့ပေမဲ့သူဖြစ်သူကတော့ကယ်ဆယ်လို့မရပဲသိဆုံးခဲ့ရတာဖြစ်ပါတယ် ဇေယမမောင်ရဲ့တူဖြစ်သူဒေါက်တာကိုကိုချစ်ကအကူညီတတ်တဲ့စိတ်နဲ့တည်ဆုံခဲ့ရတာဖြစ်ပါတယ်။ငလင်တန်ကြောင့်လူတွေပြေးလွှားနေသလိုသူကိုယ်တိုင်ကလည်းလွတ်ဖို့ရုန်းကန်နေပေမဲ့ညီညီချင်းအရောက်မှာပဲအဖွားတက်ကိုကယ်ဆယ်ရင်းကနေအသက်ပေးလိုက်ရတာဖြစ်ပါတယ်။မြို့သမီးဖြစ်သူကအမြန်ပြေးဖို့ပြောပေမဲ့ကိုကိုချစ်ကတော့လဲကျနေတဲ့အဖွားတက်ကိုမျက်နှာမလွှမ်းနိုင်ခဲ့ပါဘူး။ သူသာထွက်ပြင်းရင်လွတ်မသေးကြနေပြီမေအခွားတက်ကိုပြန်လှည့်ပြီးကုညင်းကနေတိုက်ပြိုကျခဲ့တယ်လို့ပြိုကျလာတဲ့အုပ်ပိပြီးတော့တည်ဆုံးခဲ့တာဖြစ်ပါတယ်ဇေယမမောင်ကတော့သူဖြစ်သူရဲ့စိတ်သက်ကိုချီးကျူးပေမဲ့ကန်စုံမမောင်ကြားခဲ့တဲ့သူလေးအဖြစ်ကြောင့်အခုထိခံစားနေရတော့မှာ အကောင့်ကြီးကနေအခုလိုလေးထပစ်ခဲတာသူ့အတွက်အိမ်မက်ဆိုးကြီးတစ်ခုခံစားနေရတယ်လို့ပါပဲ။ဇေယမမောင်ကတော့သူဖြစ်သူရဲ့တည်ဆုံမှုကြောင့်အခုဆိုရင်စိတ်ဒဏ်ရာရတဲ့အထိဖြစ်နေပြီလည်းဖြစ်ပါတယ်။သူကတော့မိသားစုရဲ့အဖြစ်ကိုကြည့်ပြီးအထက်မြမမနေရတဲ့အထိကိုစိတ်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ဘလောက်တောင်စိတ်ဒဏ်ရာရလဲဆိုရင်အလုတ်ရုံခန်းကိုတော့ငါးလွာကနေတလွာပြောင်းနိုင်အောင်စီစဉ်နေတဲ့အထိပါပဲ။ဇေယမမောင်ကတော့ကိုယ်တိုင်မခံစားလိုက်ရပေမဲ့မိသားစုနေရဲ့အဖြစ်ကြောင့်စိတ်ဒဏ်ရာရနေတာဖြစ်ပါတယ်ရှင်။ ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲရန်သားလေးပြန်စီအခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရ One Daily Channel လေးကိုလည်းအားပေးကြပါအောင်နော်အစုံနဲ့ကြည့်ပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်